အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတက်တဲ့အားလုံးမင်္ဂလာပါဒီ Nation League ပြိုင်ပွဲမှာအသင်းလိုက်စူးစိမှုအားတွေကိုဖယ်လိုက်ရင် on paper မှာအတောက်လေးဆုံးအသင်းကပြင်သစ်ပဲဒါပြင်သစ်ကအခုတို့အိမ်ခွေးမှာ Croatia နဲ့ကန်နေပထမကြော်တော့ကတို့နှစ်ကိုးပြက်နဲ့ရှုံးသွားတယ် ဒါရှုံးသိမ့်ရှုံးထိုက်တဲ့ခြေသွားမျိုးဖြစ်ပြီးတော့ဒုတိယအကြော့ဒီပွဲမှာလည်းပြည်သိရလူစင်းကတော်တော်တောင်းတာနော်လုံးဝမထင်ရဘူးတော့နီးပြားကအခု William Saliba ကိုသူက first try ထားပြီးတော့ခနာတီနဲ့ဥပမကားနိုးကိုအလှည့်ကြကုန်းတယ်ဒီဒီပွဲမှာသူရဲ့ first try ဖြစ်တဲ့ဒါ Theo Hernandez နဲ့ Choose Conte ကိုကိုသူမမိုက်ပန်ညောနဲ့တွဲတယ်ပွဲလေကဒါဘယ်လိုပြောမလဲရွှာမာနီကိုမာနူခိုနေနဲ့တွဲပြီးတော့မှတိုက်စစ်ကဘယ်လိုပြောမလဲ Michael Olise က point နံပါတ်10ကိုမှထားပြီးတော့ဒမ်ဘေးလီရဲ့ဟိုဘက်ကဒါဘာကိုလာနဲ့အထောင်တိုက်စမှုဖြစ်အမ်ဘပေ you know ဆိုတော့အမ်ဘပေကအထောင်မကစားဘူးဒါပေမဲ့မက်ထရစ်မှာနည်းနည်းလေးအခြေချပြီးတော့ဘာမှအိုက် position ကိုသူပြောင်းလဲကစားထားပြီးတော့ဟိုဘက်ကကာမာရီတိုနောက်တစ်ဖက်ကကိုဗချစ်တိုလူကမိုထရီတိုဘူဒီမီယာတို့နဲ့ထားလို့ဂျက်စကိုကွာဒီယိုတို့လည်းပါတယ်ပွဲကတော့အမှန်တမ်းပြောရင်တော့ပြင်သစ်ကခရိရှားကိုဒါတောက်လျှောက်ဖိထားပြီးတော့စိတ်ကြိုက်ကစားသွားတယ် ဝူသွင်းခွင့်တွေလည်းအများကြီးရခရီးရှားပထမပိုင်းတစ်ပိုင်းလုံးမှရပွဲချင်းအတွင်းမှာကိုးပေါက်ကန်သွင်းမှုတစ်လုံးမှတော့မရှိဘူးအဝေးကလန်ကန်နဲ့ half chance တစ်လုံးလောက်ပဲရှိတယ်ထုံးစံတိုင်းခရီးရှားရဲ့ပုံစံက defensive ကိုတေချာစနစ်ချထားပြီးတော့မှသူတို့ရဲ့နှကူကူရှင်ကိုထိမ့်ဖို့လုပ်တာပြင်သစ်လဲအနိုင်ကိုတွေရဖို့ကြိုးတော့ကြိုးစားတယ်ဒါပေမဲ့အရင်လုံးကအမ်ဘာပေဆိုရင်ဒီမီဒီနေ့ဘွဲမှာရတဲ့ chance ကအကုန်ကိုးဖြစ်ပြောင်းတယ်ဒါပေမဲ့အမ်ဘာပေယုံကြည်မှုတော်တော်လေးတော့ပြောင်းတယ်တကယ်တော့အခုပြင်သစ်မှာတကယ်အလုပ်လုပ်နိုင်တာက Michael Olise ရဲ့ Bakula ရဲ့ Dembele ရဲ့ ဒီ attacking crew တော်တော်ကောင်းတယ်အဲ့ဒါမှတော့အရင်မှဒါဒါ due ရှိသေးတယ်ဗျာ due ရှိသေးတယ်ကိုလိုမဝါနေရှိပြင်သစ်ရဲ့ attacking ပိုင်းကတော့တော်တော်ကောင်းတယ်ပြင်သစ်မှာတစ်ခုပဲ natural striker မရှိဘူးအကုန်လုံးက force မနိုင်ကစားလို့ရတယ် wing ကစားလို့ရတယ်ကစားမတွေအားလုံးကြီးဖြစ်ပြီးတော့ပြင်သစ်ကဦးဆောင်ကိုရဖို့ဒါဒုတိယပိုင်းကျမှတော်တော်လေးခက်ခဲကစားရတာသွင်းသွားတဲ့လုံကတော့အမ်ဘပ်ပေးကြောင်းရတဲ့ free kick ကနေ Michael Oliver က free kick ပေးလိုက်တယ်အဲ့ဒါကို မိုက်ကယ်ဦးလီဆေးကတောင်းလေးကိုလုံးဝဖျက်ကန်သွားတာလီဗာပူးကလှုပ်လို့တော့မရလိုက်ဘူး။ဂိုးကတော်တော်လေးကောင်းတယ်။ဒုတိယပိုင်းတစ်ပိုင်းလုံးမှလည်းပြင်သစ်ကသူတို့ချောင်းထဲမှာအာရီပဲခရိရှားကခံစစ်ကြီးပဲကစားနေတာ။အဲအဲ့မှာဒါဂိုးရဖို့အတွက်ကြိုးစားနေတဲ့ဦးလီဆေးလီဆေးပေးတဲ့အလုံးကပဲမိနစ်80မှာဒမ်ဘေးလီတွဲသွားတယ်။ဒမ်ဘေးလီကတော့သူ့ရဲ့ကလပ်နဲ့လေဝေးစီဖောင်းကိုဆက်ထိန်ထားပြီးတော့မိနစ်80မှာပြင်သစ်ကိုဒုတိယကိုတွဲပြီးတော့သူတို့2-0ဖြစ်သွားတယ်။အိုက်ကနေစပြီးတော့ပြင်သစ်တင်းက အချိန်ပိုမှာတောင်းလျှောက် push လုပ်တာအားနဲ့မိနစ်60ပြည့်အချိန်ပိုတရားနဲ့ဒါ20အထိမိနစ်30ထပ်ကန်တဲ့အချိန်မှာပြည်သစ်ဘက်ကဒါပထမပိုင်းမှာတည်းကဒုတိယပိုင်းမှာတည်းကအလုံးမဖြစ်တော့တဲ့ဒါဘယ်လိုပြောမလဲဒီဘာကိုလာကိုထုတ်ပြီးတော့ဒူရီထဲ့တယ်ဒါပြီးတော့မှချိန်ပူရောက်တော့မှဒမ်ဘေးလီနေရာမှာကိုလိုမဝါနေတယ်မိုက်ကယ်အိုလီစင်နေရာမှာကမာဗင်ဂါရဲ့ဇိုင်ရာအမ်မရီတို့ဝင်လာတယ်ဒါပေမဲ့ကျွန်တော်ကမာဗင်ဂါနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းလေးစိတ်မကောင်းဖြစ်တာ ကလပ်ပါလေသူဟာ quality player တယောက်ဖြစ်ပေမဲ့ real တွေ့မှာလေသူအရင်ပဲသူ့ကိုတိတ်မကြိုက်ဘူးပြန်ပြီးပြနေတခါလူဝိစင်အစဲမှာလေတကယ်ဆိုရင်ရွှေမာနီနဲ့သူနဲ့ကစားရမှာဒါပေမဲ့သူ့ကိုတိတ်မတော့ဘူးဒီပြတွေကသူ့အရင်ပဲထားတယ်ကျွန်တော်တို့တော်တာပြင်သစ်မှာရွှေမာနီနဲ့ကမာဖင်ကဖတ်ချွိုင်းဒီတိုင်းဆိုရင်ဖို့ဖို့ပါပြန်လာတဲ့အချိန်မှာကမာဖင်ကနေရာပြောက်မှာဖို့ပါနဲ့ရွှေမာနီပဲကစားရမှာကမာဖင်ကအတွက်က chance နေတယ် ဒါဘာကြောင့်လဲသူတခုခုလိုအပ်နေပုံရတယ်နီးပြတယ်သူတိတ်တဲ့ဘုံမကြောက်သူအမြဲတမ်းအရန်ပဲထားတယ်ဆိုတော့အခုပြင်သစ်ကအချိန်ပိုအထိတသိန်းနဲ့တသိန်းဂိုးမတော်အဲ့ချိန်မှာခရိရှားကဒါအဓိကကစားမတော်တော်များများဒါဘယ်လိုပြောမလဲဒီအဓိကတဲကလူကလူကမိုးထရီတိုခိုဗချီတိုဒါပယ်ရစ်တိုဘူဒီမီယာတော့အကုန်လဲလိုက်တာပြီးပြီးတော့မှအချိန်ပိုပြည့်သွားတယ်မိနစ်90ပြည့်ပြီပနတီရောက်တယ်ဒါပေမဲ့ထူးခြားတာပနတီအဆုံးဖြတ်ခံတဲ့အခါမှာ နှစ်သင်းလုံးကပနတီကစားမတွေအကုန်လုံးကအပေါ်ထောင်တဲ့ကောင်တီးပဲပြင်သစ်ကထုံးစံတိုင်းအမ်ဘပေးစကန်နဲ့ခရီးရှားကစတန်ဒတ်ဆစ်ကန်နဲ့ကန်တဲ့လုံးကမိုက်မန်ညိုမန်ညိုကောင်းတယ်ဗျအဲ့ဘက်ချန်ကိုပြဖမ်းတော့ခရီးရှားကူသမားဒီကမ်ဒီလီဗာကူဖစ်ကပနတီကောင်းတယ်သူဖမ်းတဲ့ guest တွေတော်တော်လေးမှန်တယ်အစောပိုင်းနှလုံးသူသူ save လို့ရတဲ့အလုံးမျိုးတွေကိုသူဖမ်းတာဒါပေမဲ့ power နည်းနည်းလေးပါတာရဲ့တောင်းကြသွားလို့ကိုမရအောင်ဒါပေမဲ့ အမ်ဘာပေသွင်းတယ်ပြီးတော့မှဟိုဘက်ကခရိရှားကခက်ခက်စတာသွင်းပြီးတော့မှဒူးရီသွင်းပြီးတော့ဒါဂျူးစ်ကွန်တေအလုံးကဒါဘယ်လိုပြောမလဲဂျူးစ်ကွန်တေအလုံးကအပေါ်ထောင်သွားတယ်ဆိုတော့ခရိရှားဆက်ဆက်ချင်းမှာဒါဘာဒူဘီဟိုဘာဒူရီယာကစသွင်းတယ်ကိုသမားဆေးဗ်တယ်ပြီးတော့အမ်ဘာပေနဲ့ရှော်မာနီနှလုံးစလိုက်သွင်းပြီးတော့မှခရိရှားကမိုရိုတကူပြန်သွင်းတယ်ပြီးတော့မှအဲ့နောက်ခလူနာတေကိုကျွန်တော်ပြန်ရည်သွင်းတာမကြိုက်ဘူးအထူးသဖြင့်ဖူးဘတ်တယ်ကွန်တေကလည်းအပေါ်ပဲထောင်ခံတယ်အဲ့ပဲချမ်းပဲ အဲ Taylor Hernandez ကလည်းအဲ့ပဲချမ်းပဲအထူးသဖြင့် Taylor Hernandez လုံးတို့ winning goal ပဲအိုင်လုံးဝင်ပြီးတဲ့ကပြီးပြီဒါပေမဲ့ကန်ဆိုးချင်တော့နောက်ထပ်တစ်လုံးထပ်သွင်းရတယ်အဲ့မှာ Croatia ကစတိုက်ဝင်နေဒါပေမဲ့ Ivanovic ကလည်း goal မှာအပေါ်ထောင်ပြီးတဲ့အချိန်မှာ Croatia က Palace တွေးပြီးတော့သူတေကျသွားတယ်တေကျပြီးတော့မှဒီ sudden death တစ်လုံးစီကတဲ့အချိန်မှာတစ်ဖက်တစ်ယောက်တစ်လုံးစီဝင်ပြီးတော့မှပြစ်တဲ့အလုံးကိုဥပမာမကားတော့ကနိုင်ကိုမသွင်းခင်မှာဒီ Croatia အလုံးကိုဒီ goal မှာ manual ဆေးသွားတယ် ဲ့မှာပြင်သစ်ဘက်ကဥပမကားလို့တွေးပြီးတော့ပြင်သစ်ကပယ်နတီမှာ5-4နဲ့ဆိုတော့ဒီပွဲမှာကျွန်တော်ဘာပြောပြင်သစ်မှာ attacking fire power တော်ကောင်းတယ်ပြီးတော့ခန်းစစ်ပါလေရန်နေအများကြီးပဲဗျာဆလီဘာက first try မှာဥပမကားလို့နဲ့နောက်ခနာတီကြိုက်တဲ့လူဝင်စန်တာဘက်ကတကယ်ကို strong ဖြစ်တယ်အဲ့ဘဲဘဲချမ်းပါကျွန်တော်တို့အခုလက်ရှိမှာဘဲဘဲချမ်းပါအဲ့ဘဲဘဲချမ်းပါလေ Lucas Digny ရှိတယ်နောက် Kevin Landers ရှိတယ်အဲ့ညာဘက်ချမ်းပါလေ quality တွေရှိတယ်။နောက် Benjamin ဘေဂျမင်ဒါဖာဗက်ရှိတယ်စန်တဘက်မှာအကုန်ရှိတယ်ပြီးတာလဲကွင်းလယ်မှာလဲတော်တော်လေးတောက်တင်းတဲ့သူတွေကာမာဗင်ဂါရှိတယ်ဒူရီရှိတယ်ဒါဝါဘီယိုရှိတယ်ဒါပြည်သစ်ရဲ့လူစီကတော်တော်ကောက်တယ်ဒါပေမဲ့ပြည်သစ်အသင်းကဘယ်လိုပြောမလဲဟိုကလနီကယ်ဖြစ်တဲ့အပိုင်းအားနဲ့တော့တူးချင်း individual အားကိုးနေရအချက်ကတော်တော်လေးဆိုးတယ်ဆိုဒေရှွန်ကဒီသင်ကို together ဖြစ်အောင်လုပ်ဖို့လိုတယ်ခရစ်ရှားတော့ဒီနေ့ပွဲက all about ကခံစစ်နေလာတာ တပွဲလုံးမှာရှင်းဖို့တာဂက်လည်းမရှိဘူးအကုန်လုံးကအမြဲတမ်းပိတ်ကန်နေပြီးတော့မှအဆုံးသတ်မှာနဲ့ကြော့ပေါင်းဆိုရင်တော့ပြင်သစ်ပို့ထိုက်တယ်ဆိုတော့ပြင်သစ်ကဒါ semi final မှာ Spain နဲ့ Stuttgart မှာခံရမယ်ဆိုတော့ Euro ဒါဆုံးဒီပွဲကိုပြန်ပြီးတော့လစားချေခွင့်သူတို့ပြန်တွေ့မှာဖြစ်ပြီးတော့ semi final မကြည့်ပွဲနှွယ်ခွင့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်